ယုံမတန်တဲ့16မျိုးတဲ့အဲ့ဒီယုံမတန်တဲ့16မျိုးဟာလည်းပဲနှလုံးမသွင်းတိုက်ဖဲနဲ့သွားပြီးတော့နှလုံးသွင်းမိသည့်အတွက်ကြောင့်ယုံမတန်တဲ့16မျိုးဖြစ်ရတယ်ပေါ့အဲ့တော့ပုရုဇဉ်တွေမှာယုံမတန်တဲ့16မျိုးဆိုတာဒီထက်ကမလွဲတာမရှောင်တာဖြစ်ပေါ်ပြီးတော့လာတတ်တယ်အဲ့ဒီယုံမတန်တဲ့ကိုလည်းပဲယုံမတန်တဲ့ကိုပဲလည်း ဝိသိကိစ္ဆာလို့ခေါ်တာဝိသိကိစ္ဆာဆိုတဲ့သဘောကစဉ်းစားလိုက်တာနဲ့တပြိုင်နက်အဖြေမထွက်လို့စိတ်ထဲမှာပင်မန်းသွားစေတတ်တဲ့သဘောနော်အဖြေမထွက်တဲ့သဘောသို့လောသို့လောတွေးတောယုံမာတဲ့သဘောဝိသိကိစ္ဆာလို့ခေါ်တယ်အဲ့ဒါကို16ပါးသောယုံမာခြင်းဆိုတာအကျဉ်းအဖြစ်ပြောရမယ်ဆိုလို့ရှိရင်အတိတ်ကာလနဲ့ပတ်သက်ပြီးတော့၅မျိုး အနာဂတ်နဲ့ပတ်သက်ပြီးတော့၅မျိုးပစ္စုပန်နဲ့ပတ်သက်ပြီးတော့၆မျိုးပေါင်းလိုက်တဲ့အခါကျတော့ယုံမတ္တမေက16မျိုးမမကံကနှလုံးမသွင်းတတ်ဘူးဆိုလို့ရှိရင်အဲ့ဒီယုံမတ္တမေက16မျိုးဆိုတာဟာတဏှာအနေနဲ့ဖြစ်ပေါ်လာတတ်တယ်ကိုယ်စိတ်ထဲမှာဝင်ရောက်လာတတ်တယ်တဏှာဆိုတဲ့စကားဟာ ရှိတုံချတုံဆုံးဖြတ်ချက်မပေးနိုင်ပဲနဲ့စိတ်ကိုပင်ပန်းစေတတ်တဲ့သဘောတရားစိတ်ကိုပင်ပန်းစေတတ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီယုံမခြင်း16မျိုးဆိုတာမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့လိမ္မာကြွန့်ကျင်မှုမရှိလို့မမမကန်နှလုံးသွင်းမိပြီဆိုရင်အဲ့ဒီတန်တရား16မျိုးဟာဖြစ်ပေါ်လာနိုင်တယ်တဲ့အဲ့တော့အတိတ်နဲ့ပတ်သက်ပြီးတော့ ၅မျိုးဆိုတာပါလေအတိတ်နဲ့ပတ်သက်တယ်ဆိုတာအတိတ်ဘဝနဲ့ပတ်သက်ပြီးတော့ကဲခေါင်းကြီးတို့တွေကိုယ့်ကိုစဉ်းစားကြည့်ပေါ့အတိတ်ဘဝနဲ့ပတ်သက်တဲ့အခါမှာလူတွေဟာဘလို့တွေးကြသလဲအေးဟိုဘက်ဘဝတုန်းကငါတို့ဖြစ်ခဲ့ဘူးသလားအဖြစ်ခဲ့မဖြစ်ခဲ့ကိုယ့်ကိုမသိဘူးလေမသိဘူးအဲ့တော့တို့အတိတ်ဘဝတုန်းကငါတို့ဖြစ်ခဲ့သလားလို့ တွေးပြီးတော့ယောမတမရရှိတယ်။အဲတရားဓမ္မကိုသင်ထားတဲ့ပုဂ္ဂိုလ်ကြတော့တန်လျာအကြောင်းကိုနားလဲတယ်၊ကံအကြောင်းကိုနားလဲတယ်။အေးအကြောင်းရှိရင်ဖြစ်မှာပေါ့အကြောင်းမရှိရင်မဖြစ်ဘူးဆိုတာဆုံးဖြတ်ချက်ချနိုင်တယ်လေ။ဥပမာပရိစ္ဆသမုပ္ပါဒ်ကိုသိထားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းအကျိုးကိုဆင်ញင်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်အေးအတိတ်တုန်းကကံတရားတွေငါတဏ္ဏမှာမကုံသေးဘူးမကုံသေးသည့်အတွက်ကြောင့်ဧကန်ဒိဋ္ဌဖြစ်ခဲ့ ဘာလို့လဲတော့အကြောင်းရှိလို့အကျိုးဆိုတာရှိတာဆိုတော့အခုကြည့်လေလျှက်စင်မီးရှိနေလို့ရှိရင်အလင်းရောင်ဆိုတာမရှိဘူးလားရှိနေတာတော့ဒီလင်းရောင်ကဘာကြောင့်ရှိနေရလဲလျှက်စင်မီးရှိလို့ရှိအကြောင်းရှိရင်အကျိုးဆိုတာရှိနေမှာပဲဒါကြောင့်မို့အကြောင်းနဲ့အကျိုးကိုနားလည်နေတဲ့ပုံကိုတရားဟာငါအတိတ်ကဖြစ်ခဲ့သလားလို့ဘယ်တော့မှယုံမှတ်တမ်းနေရမှာဖြစ်ဘူးတဲ့နော် အကြောင်းတရားတွေငါမှရှိနေသေးတယ်လို့သိရင်ဖြစ်ခဲ့တယ်ဆိုတာတေချာပေါ့ပြောလို့ရပါတယ်ပေါ့ဒီလိုဆိုလို့လားအကြောင်းတရားမှမသိခဲ့ဘူးဆိုလို့ရှိရင်ငါအတိတ်တုန်းကဖြစ်ခဲ့သလားဆိုတဲ့ရှင်မတန်တရားတစ်ခုဝင်လာနိုင်တယ်ဒါကနံပါတ်1တစ်ခုပါဠိလိုကြတော့အဟောတိန်နုခောအဟံအတိတမထာနံ အတိတ်တုန်းကငါဖြစ်ခဲ့ဘူးသလားလို့ဒီလိုတွေးမိတယ်တဲ့ဟောနောက်တစ်ခုကြတော့စမ်းကြည့်မယ်အတွေ့နံပါတ်1ကနတ်လူခေါ်အဟောသိအတိတ်တမတ်တယ်ငါအတိတ်တုန်းကမဖြစ်ခဲ့ဘူးလားအဲအကြောင်းတရားကိုသိနေတဲ့ပုဂ္ဂိုလ်ကဖြစ်ခဲ့သလားလို့လည်းမယုံမတော့ဘူးမဖြစ်ခဲ့ဘူးလားလို့လည်းမယုံမဘူးဘာဖြစ်လို့အကြောင်းရှိရင်ဖြစ်တယ်ဆိုတာသိတယ်နော် ုသနာမှာအကြောင်းနေတွေ့နေသည့်အတွက်ကြောင့်ဆုံးဖြတ်ချက်ချမယ်။အကြောင်းကိုသိလို့အကျိုးကိုလည်းပဲဆုံးဖြတ်ချက်ချနိုင်တယ်။အကျိုးကိုကြည့်ပြီးတော့လည်းအကြောင်းတရားကိုဆုံးဖြတ်ချက်ချမယ်။အဲ့ဒီအကြောင်းကိုမြင်ပြီးတော့အကျိုးကိုပြောတာအနုပါဏညာလို့ခေါ်တယ်။အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုပြောတာလည်းပဲအနုမန္နညာလို့ခေါ်တယ်။ဆိုပါစို့ဥပမာ ဟိုခလန်းလန်းတောင်ကြားကနေပြီးတော့မိကိုတွေထွက်နေတယ်ဆိုလို့ရှိရင်ဘာပြောနိုင်အေးအဲ့နေရာမှာမိလောင်နေတယ်ပြောလို့မရဘူးလားရတယ်ဘာဖြစ်လို့တော့မိကိုဆိုတဲ့အကျိုးကိုယ်တိုင်မြင်ရလို့မိဆိုတာကိုယ်ကိုယ်တိုင်မမြင်ရပေမဲ့လို့မှန်ပြောတဲ့စကားမှန်နေပေါ့တန်လျာဖြစ်တာမဟုတ်တော့အေးဒီဘဝမှာလူဟာပညာတော်တယ်ရုပ်ဆင်းတဲ့လှပတယ်စီးပွားဥစ္စာလည်းတော်တယ်ချမ်းသာကြွယ်ဝတယ် အဲ့ဒီပုဂ္ဂိုလ်ကြည့်လိုက်ရင်ဩဒီဘုရားပြောကြတယ်မို့လားအသက်ရှိတယ်ကျမ်းမာတယ်လူတွေကြီးတွေတွေ့ရင်ဩသီလကောင်းလိုက်တာလို့ပြောတယ်သီလကောင်းတာ तू မြင်ခဲ့တယ်လားမမြင်ဘူးဘာလို့သီလရဲ့အကျိုးဟာအသက်ရှိတယ်ကျုပ်ဆင်းလှပတယ်ဆိုတဲ့ဒီအကျိုးကိုကြည့်ပြီးတော့ဩသီလကောင်းလိုက်တာဆိုတဲ့အကြောင်းတရားကိုဖော်ထုတ်နိုင်တာပေါ့အဲ့ဒီလိုမျိုးအကြောင်းနဲ့အကျိုးကို ရှင်းရှင်းလင်းလင်းသိလာပြီဆိုလို့ရှိရင်ဒီတန်တရားဆိုတာမဖြစ်ဘူးပေါ့အဲ့တော့တန်တရားတန်တရားဖြစ်တယ်ဆိုတဲ့ပုံကိုယ်တွေဟာအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းမမြင်လို့ပဲဖြစ်တယ်လို့ဒီလိုပြောအဲဒါကြောင့်မလို့နမတေအတိတ်တုန်းကဖြစ်ခဲ့သလားနမနေအတိတ်ဘဝတုန်းကမဖြစ်ခဲ့ဘူးလားနမတုံးကကထန်းလူခေါ်အာဟာရဘယ်လိုဖြစ်ခဲ့တာလဲ လူဖြစ်ခဲ့တာလားနတ်ဖြစ်ခဲ့တာလားတိရစ္ဆာန်ဖြစ်ခဲ့တာလားပဋ္ဌာန်းလို့ခေါ်နောက်တစ်ခါနံပါတ်၄ကိန်းလို့ခေါ်ဟောတယ်ဘာဖြစ်ခဲ့တာလဲနော်ဘာဖြစ်ခဲ့တာလဲကထာနုခေါ်ဘယ်လိုဖြစ်ခဲ့တာလဲကိန်းဟုတ်တော့ဘာကိန်းဟောဘာဖြစ်ပြီးတော့ဘာဖြစ်ခဲ့တာလဲဆိုတဲ့ ဒီလိုယုံမတန်တရား၅မျိုးဟာအတိတ်နဲ့ပတ်သက်ပြီးတော့အကြောင်းအကျိုးဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်မှာမပေါ်ဘူးတဲ့အဲ့ဒီအကြောင်းအကျိုးကိုမဆင်ញင်နိုင်ဘူးဆိုလို့ရှိရင်အတိတ်နဲ့ပတ်သက်တဲ့ဟောဒီယုံမတန်တရား၅မျိုးဟာသူတဏ္ဍာဖြစ်လာပါဘူးဟောအနာဂတ်နဲ့ပတ်သက်ပြီးခွန်ကြီးတို့တွေနောက်ဘဝကိုလှမ်းပြီးတော့တွေးကြည့်လိုက်နောက်ဘဝဆိုတာအနာဂတ်အဲ့တော့နောက်ဘဝအနာဂတ်နဲ့ပတ်သက်ပြီးတော့အကြောင်းအကျိုးကို မသိလို့ရှင်ဘာဖြစ်မလဲဘဝိတာမိနုခောအဟံအနာဂတမတ္တနာနောက်ဘဝမှာငါဖြစ်အောင်မလားအဲ့တော့တရားဓမ္မနားလည်တဲ့ပုဂ္ဂိုလ်ကအေးငါမှာကံတွေလည်းရှိသေးတယ်ကိလေသာတွေလည်းရှိနေသေးတယ်ဆိုရင်ဘယ်လိုဆုံးဖြတ်ဖြစ်မှာပေါ့ကံတွေရှိနေသေးတယ်ကိလေသာတွေရှိနေသေးတယ်ဘာလို့တော့အကြောင်းတရားတွေရှိမှာဟုတ်အဲ့တော့ ကံနေကိလေသာတွေကိုသိထားတဲ့ပုဂ္ဂိုလ်တရားဟာနောက်ဘဝငါဖြစ်ဥမ္မာလားဆိုတဲ့အတွေ့တော့ပဲရှိတော့မှာတော့။ဘာဖြစ်လို့လဲ။အကြောင်းတရားကိုမြင်နေလို့ပဲ။အကြောင်းတရားမြင်ကျိုးတရားလာမယ်ဆိုတာသိတယ်။ဟောနောက်တစ်ခုကပါလဲလို့ဆိုရင်နန္ဒုခောဘဝိတာမိအဟံအနာဂတမတ္တံနောက်ဘဝမှာငါမဖြစ်တော့ဘူးလား။ဟောဒီတန်တရားလည်းမဖြစ်ဘူး။ဘာဖြစ်လို့လဲ။ အကြောင်းတရားတွေကိုမြင်နေပြီကိဉ္စုခောပဝိတ္တံမိဘာဖြစ်မှလဲဒါလည်းပဲအကြောင်းတရားကိုမြင်ကိုကကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်ဘာဖြစ်မှလဲဆိုတာအတော်အသင့်ပြောလို့ရတန်တရားမဖြစ်တော့ဘူးပေါ့ကထာနုခောပဝိတ္တံမိဘယ်လိုဖြစ်မှလဲဆိုတာလေတန်တရားမဖြစ်တော့ဘူးကိဉ္ဟုတ်တော်ကိဉ္ပဝိတ္တံမိ ဘာဖြစ်ပြီးတော့ဘာဖြစ်မှလဲဆိုရက်အတွေ့အမျိုးတွေနဲ့မလာတော့ဘူးတဲ့တန်တရားတွေနဲ့မလာတော့ဘူးလို့ဒါလို့ဆိုလို့အဲ့တော့အနာဂတ်နဲ့ပတ်သက်တဲ့တန်တရား၅မျိုးဟာလည်းပဲကြောင်းကျိုးဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်မဖြစ်လာဘူးလို့ဒီလိုပြောရအောင်နောက်တစ်ခါတခါဒီပစ္စုပန်ဘဝမှာပဲကိုယ့်ရဲ့တဏ္ဍမှာလက်ရှိဖြစ်နေတဲ့အနေအထားတစ်ခုပေါ်မှာလည်းပဲသူတွေဟာ ယုံမှန်တန်တရားဆိုတာဖြစ်လာတတ်တယ်ဟုတ်အဲ့ဒီယုံမှန်တန်တရားတွေကဘာလဲလို့ဒါတော်တော်ထူးထူးဆန်းဆန်းယုံမှန်တန်တရားနော်ဒီလိုတန်တရားတွေလည်းဖြစ်နိုင်တယ်လို့ဆိုတာမြတ်စွာဘုရားကဟောပြောထားတာရှိတယ်အဟံနုခောတမိငါမဟုတ်ရလားကိုယ့်ကိုယ်တန်တရားဖြစ်ပုံတခုကအဟံနုခောတမိငါမဟုတ်ကဲ့လားနောနုခောတမိငါမဟုတ်ဘူးလား အဲ့တော့ကိုယ့်ကိုဘယ်လိုလုပ်ယုံမှားတာတော့လို့ဆိုတာနဲ့ပတ်သက်ပြီးတော့အထက်ကရာကပုံဝူလူတွေကပြောပြတာလူတရားကိုယ့်ကိုယုံမှားတယ်ဆိုတာဟုတ်နိုင်ပါမလားလို့ဆိုတာဖြစ်နိုင်တယ်ဆိုတာဆိုပါတော့ဥပမာမယ်ညီကိုဝမ်းခွဲတော်တဲ့ပုံကိုယ်တူတာ ညီကိုဝမ်းဝဲကျောက်ကလည်းအမတန်တူတယ်အရွယ်ကလည်းတူတူဆိုပါတော့အရွယ်ကလည်းတူတယ်အသက်ရွယ်လည်းတူတယ်ရုပ်လည်းတူကြည့်လိုက်လို့ရှိရင်အဖြစ်မှားပြန်လူတယောက်တည်းလို့ထင်ရခုကအမွာတွေလည်းအဲ့ဒါမျိုးရှိတယ်ပေါ့အကြည့်တိုင်းငယ်ပဲกว่าတယ်သိတူတယ်အဲ့ဒါလို့သိတူတဲ့အခါမှာတယောက်ကခေါင်းတုံးတာတယောက်ကစပင်နဲ့ အဲ့လိုတယောက်ကသပင်နဲ့နေတာတယောက်ကခေါင်းတုံးတာအဲ့လိုခေါင်းကြည့်ပြီးတော့သူတို့နှစ်ယောက်ကိုခွဲခြားကြတယ်အဲ့လိုခွဲခြားတဲ့အခါမှာတရက်ကြတော့အဲ့ဒီသပင်နဲ့အကောင်ကိုအိပ်ပျော်နေတော့ခေါင်းတုံးပေးလိုက်ခေါင်းတုံးပေးလိုက်တော့သူကလည်းကရုံးဖြစ်သွားတယ်ကရုံးဖြစ်သွားတဲ့အခါအိယာကနေနိုးလာတဲ့အခါကြည့်တော့သူကအရင်ကသပင်နဲ့အခုကရုံးဖြစ်နေတယ် အဲ့တော့ငါကဘွားကကရုံးတဲ့လူကအကြီးဆိုရင်ငါကအကြီးလားသူကအကြီးလားငါဟာသူပဲလားသူဟာငါပဲလားလို့တန်တရားဖြစ်သွားတယ်ဒါကိုကိုကိုနဲ့ပတ်သက်ပြီးတော့ယုံမတန်တရားဖြစ်ပုံပြောပြကိနုခောသမိငါဟာပါလဲကိုကိုယုံမတာငါဟာပါလဲ အမျိုးစနဲ့ပတ်သက်ပြီးတော့ပြောတာရံအယုံမတန်တရားကထန်နုခောတမိငါကဘယ်လိုဖြစ်ခဲ့တာလဲဆိုပြီးတော့နောက်ထပ်ယုံမတဲ့အယံနုခောတတော်ကုတော်အာကတော်ငါဘယ်ဘဝကလာခဲ့တာလဲနောက်ဆုံး6ခုမြောက်ကတော့ဘယ်ဘဝကိုရောက်မှလဲဆိုတော့ဟောမျက်မှောက်ဘဝနဲ့ပတ်သက်ပြီးတော့အခုလိုတန်တရား6မျိုးတဲ့ အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ဒီပုရုဇဉ်ပုဂ္ဂိုလ်တွေမှာဒီလိုတန်တရားတွေအကြောင်းကျိုးဆင်ញံနိုင်မှုမရှိဘူးဆိုလို့ချင်းဒီတန်တရားတွေဟာဖြစ်ပြီးတော့နေတတ်တယ်တန်တရားတွေမကင်းမဲ့နဲ့ဖြစ်နေတယ်သောတာပန်ဖြစ်သွားပြီဆိုလို့ချင်းတော့ဟောဒီဝိသေကိစ္စဆိုတဲ့တန်တရားတရားတွေဟာလုံးဝရှင်းလင်းပြီးတော့သွားတယ်အေးဒါကြောင့်မို့လို့စင်ကျင်တဲ့တရားမစင်ကျင်တဲ့တရားမသိလို့ မမမကန်တွေးတော်မိပြီဆိုလို့ရှင်အခုလို့တန်တရား16မျိုးတွေနဲ့ယုံမတန်တရားမှုတွေမိမိတန်တာမှာတိုးပွားလာနိုင်တယ်ဒါရင်လားဆိုတော့မကဘူးမာရွဲ့နဲ့အယူဆ6မျိုးကိုလည်းယူဆမိတတ်တယ်မမမကန်နှလုံးသွင်းပြီဆိုရင်မာရွဲ့နဲ့အယူဆ6မျိုးဆိုတာဘာလဲအဋ္ဌိအတ္တ အတ္တဆိုတာသာဝရရှိနေတယ်လို့ယူတဲ့အယူဆတစ်ခုအဲ့ဒီအဋ္ဌိအတ္တဆိုတဲ့စကားလုံးဟာအတ္တဆိုတဲ့တရားဟာအတ္တဆိုတဲ့အယူဆအတ္တဟာအဋ္ဌိသာဝရရှိနေတယ်လို့ဒီလိုပြန်ရမှာအဲ့ဒီမှာအနောက်တိုင်းကရေးတဲ့စာအုပ်တော်မှာဘယ်လိုရေးလဲဆိုလို့ရှိရင်အဋ္ဌိအတ္တကိုသူကဘယ်လိုဘာသာပြန်လို့ဆိုရင် အတ္တရှိသလားဒီလိုဘာသာပြန်တယ်။နောက်သူရဲ့ဆန့်ကျင်ဘက်ကနတ္တိအတ္တအတ္တမရှိဘူးလား။ယသဗျာကအဲ့ဒီမေကွန်နှစ်ခုလုံးကိုဥတ္တိယပြပိုက်ကမေးတဲ့အခါမှာမဖြေခဲ့ဘူး။မဖြေခဲ့သည့်အတွက်ကြောင့်ယသဗျာကအတ္တရှိတယ်လို့လည်းမပြောဘူးတဲ့အတ္တမရှိဘူးလို့လည်းမပြောဘူးလို့ဆိုပြီးတော့မှန်မှန်ယဉ်ယဉ်ရှင်းသားသွားတာရှိတယ် ဒီပါဠိရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအဲ့ဒါကိုပြောတာမဟုတ်ဘူးအတ္တကိုကင်ပြီးတော့အတ္တသည်သာဝရရှိနေတာလားအတ္တသည်ဖြစ်စည်းသွားပြီးတဲ့နောက်သာဝရမရှိတော့တာလားလို့ဆိုတဲ့သာဝရရှိနေတယ်ဆိုလို့ရှိရင် internet listen သတ္တတဒိဋ္ဌိကိုပြောတာသာဝရမရှိတော့ဘူးလို့ဆိုလို့ရှိရင်ဥစေတဒိဋ္ဌိပြတ်သွားတာကိုပြောတာ အဲ့တော့ဘာသာပြန်နာဟာမကြလို့ရှိရင်လည်းပဲအယူဆတွေမှတ်သွားနိုင်တယ်ပေါ့အဲ့တော့မိစ္ဆာယူဝါဒဒီနေရာမှာအတ္တသည်သာဝရရှိတယ်လို့ဆိုရင်တတ္တရဒိဋ္ဌိအတ္တသည်သာဝရမရှိဘူးဆိုလို့ရှိရင်ဥစေတာဒိဋ္ဌိဟာအဲ့ဒီဒိဋ္ဌိနှမျိုးလည်းပဲဒီတတ္တဝါတွေရဲ့တဏ္ဍမှာမမမကနှလုံးသွင်းရင်ဖြစ်ပေါ်လာတတ်တယ်တဲ့နောက်ဖြစ်နိုင်တာကဘာလဲလို့ဆိုရင်ဒါကတော့အယူဆတွေပါ အတ္တနာဝအတ္တနံသင်္ဆာနာတိအတ္တကအတ္တကိုသိတယ်ဆိုတာတင်ညာဆိုတဲ့အမှတ်စိတ်ကလေးကိုသူကအတ္တလို့ယူဆတယ်ပေါ့အတ္တလို့ထင်တဲ့ပုဂ္ဂိုလ်တွေကတင်ညာဆိုတဲ့အမှတ်တင်ညာလေးကိုအတ္တလို့ထင်တဲ့အခါအတ္တကအတ္တကိုပြန်သိတယ်လို့မှတ်သိသိတယ်လို့ဒီလိုတွေးတောပြီးတော့ယူဆတယ်နောက်တစ်ခုက အတ္တနာအနတ္တနာသင်္ဇာနာတိအတ္တကအတ္တမဟုတ်တာကိုသိတယ်ဆိုတာအတ္တဆိုတာသူကတင်ညာအမတ်တင်ညာလေးကိုအတ္တလို့ယူဆပြီးတော့ကြံတဲ့သဘာဝတရားတွေကိုအတ္တမဟုတ်ဘူးလို့ယူဆတယ်အဲ့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်ကဒီဒီအတွေ့အမျိုးကိုတွေးပြန်ဟောနောက်တစ်ခုကြတော့အနတ္တဝအနတ္တနာအတ္တနာသင်္ဇာနာတိ အတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်။နော်။အတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်။အတ္တမဟုတ်တဲ့ဟာကတင်ညာမဟုတ်တဲ့သဘာဝတရားကြံတဲ့နန္တရားတွေကတင်ညာကိုသိတယ်လို့ဒီလိုယူဆတာတင်ညာနဲ့ပတ်သက်ပြီးတော့အတ္တအယူဆွဲ၃မျိုးဆိုပြီးတော့ဒီလိုဟောတယ်။ဟောနောက်တစ်ခုကတော့အနတ္တနာဝအနတ္တ တင်ညာနဲ့ပတ်သက်လာပြီးတော့အတ္တမဟုတ်တဲ့အရာကအတ္တဟုတ်နေတဲ့တင်ညာကိုသွားပြီးတော့သိတယ်လို့ဒီလိုယူဆ။အဲ့တော့ပေါင်းလိုက်တော့အဋ္ဌိအတ္တလို့ယူဆတာကသတ္တဒိဋ္ဌိ၊နတ္ထိအတ္တအတ္တထာဝရမရှိဘူးလို့ယူဆတာကဩစေရဒိဋ္ဌိ။တင်ညာဆိုတဲ့အတ္တကအတ္တကိုသိတယ်လို့ယူဆတာကမိစ္ဆာဒိဋ္ဌိတစ်ခု။ ပညာဆိုတဲ့အတ္တကအတ္တမဟုတ်တာကိုသိတယ်လို့ယူဆတာတခုအတ္တမဟုတ်တဲ့ပညာကတခြားအတ္တဖြစ်တဲ့တရားတွေကိုမသိသိတယ်လို့ယူဆတာကအယူဆတခု၅ခုအဲ့ဒီ၅ခုပြင်နောက်ထပ်သာတိယဟန်တွေးတဲ့အတွေ့မျိုးလို့အတ္တအယူဆတခုဖြစ်လာတယ်အဲ့ဒီအတ္တအယူဆကပါလဲလို့ဆိုလို့ရှိရင် လောကလူတွေကအတ္တဆိုတာဘာလဲလို့ဆိုရင်စကားပြောတတ်တာအတ္တကပြောတာဒါအထူးသဖြင့်အတ္တယူဆတွေကဒီဗုဒ္ဓဘာသာဝင်နေကြတော့မြန်မာလူမျိုးတွေကြတော့ဒီဘုရားရဲ့တရားဓမ္မတွေကိုမကြခဏကြားနေရတော့ဒီယူဆတွေကတိတ်မပြင်းထန်။ဟိုအိန္ဒိယနိုင်ငံမှာကြတော့ဒီဟာအယူဆတွေကအမြဲတမ်းပြင်းထန်တယ်။ပြင်းထန်တယ် ဲ့တော့အတ္တဆိုတာဘာလဲလို့ဆိုလို့ရှိရင်စကားပြောတာဆိုတော့စဉ်းစားကြည့်စကားပြောနေတာဘယ်သူလဲဘယ်သူစကားပြောတာလဲလို့တွေးတောတဲ့အခါမှာသူတို့ကအတ္တကစကားပြောတယ်ဒါဖြင့်ခံစားတာတို့သိတာတို့ဘသူကခံစားတာဘသူကသိတာလဲဆိုရင်အတ္တကခံစားတယ်အတ္တကသိဟောဘုရားဘာသာတွေကြတော့စကားပြောတယ်ဆိုတာ စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝစီဝိညာဉ်ကြောင့်စကားပြောတာရုပ်တရားနဲ့နတ်တရားပေါင်းစပ်သွားတာခံစားရတယ်ဆိုတာဝေဒနာသိတယ်ဆိုတာစိတ်တို့တင်ညာတို့ဘုရားဘာသာကြတော့သဘာဝတရားကိုစိုက်ထိပ်ပြီးတော့သင်ထားလို့ဒီလိုပြောနိုင်တယ်ပေါ့။နောက်ကောင်းတဲ့ကုသိုလ်ကံမကောင်းတဲ့အကုသိုလ်ကံတို့ရဲ့အကျိုးတရားကိုခံစားရတယ်ဆိုတာဘယ်သူလဲ။ တို့ကြတော့တွေးလာတဲ့အခါအဲ့ဒီအတ္တလေးဟာခံစားတယ်အဲ့ဒီခံစားတဲ့အတ္တလေးဟာဆိုပါစို့ညမလူမျိုးတွေလည်းတစ်ခါတစ်ခါတွေးတယ်ပေါ့ဒီဘဝကောင်းတာတွေလုံလို့ရှိရင်နောက်ဘဝကျတော့ခံစားရမယ်ဆိုတဲ့အတွေးဟာအပြောတယ်မဟုတ်ပဲနဲ့တကယ်ထင်လို့ရှိရင်တော့တကယ်ယူဆရင်တော့ဒါအတ္တအယူဆတဲ့ပါတော့မှာပဲစကားအနေနဲ့တော့ပြောလို့ရတယ်ဒီဘဝ ကောင်းစုနှစ်ခုပြုလုပ်တာကဒီဘဝယုံနာအဲ့ဒီဒီဘဝယုံနာကကောင်းစုနှစ်ခုပြုလုပ်ပြီးတော့ဒီဘဝယုံနာဆုံးသွားတဲ့အခါမှာဒီဘဝယုံနာနဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့နောက်ဘဝယုံနာအဲ့ဒီနောက်ဘဝယုံနာကဆက်ခံကြ။ဘာဖြစ်လို့ဆက်ခံတာတုံးဆိုလိုင်းတူနေလို့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် online ပေါ့ဒီ line မှာပဲဖြစ်နေတာကို ကိုယ့်ရဲ့ဖြစ်စဉ်ကြီးတခုဟာဒီဘွားကဖြစ်စဉ်နဲ့နောက်ဘွားဖြစ်စဉ်ဟာတူးနေတူးနေသည့်အတွက်ကြောင့်အကျိုးသက်ရောက်မှုဆိုတာရှိတယ်လို့သဘာဝတရားကိုရှင်းရှင်းလင်းလင်းသိရှိသွားတဲ့ပုဂ္ဂိုလ်ဟာအခုလိုအတ္တအယူဆတွေကိုဖယ်ရှားပြနိုင်တယ်။အကြိမ်ကြီးမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဒီမိစ္ဆာဝါဒလို့ဆိုတဲ့မှားရဲတဲ့အမြင်ကြီးတွေဟာခန္ဓာကိုယ်မိမိတို့ရဲ့စိတ်ထဲမှာ ရှင်တွဲထားတဲ့တန်ရောစင်ကြီးတစ်မျိုးဖြစ်ပြီးတော့ဒိဋ္ဌိတန်ရောစင်ပေါ့ စိတ်နဲ့ချီနှောင်ထားတဲ့တန်ရောစင်ကြီးဖြစ်ပြီးတော့ဒီအမြင်နေနဲ့ပဲတန်တရားထဲမှာတဝဲလည်းလည်းဖြစ်ပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုကိုမရနိုင်ဘူးတဲ့အဲ့လိုမရနိုင်လို့ရှိရင်ဆင်းရဲဒုက္ခကမလွတ်နိုင်တော့ဘူးပဲဒါကြောင့်မို့သောတပတ္တိမက်နဲ့ဒီအာသဝါတွေကိုဖယ်လိုက်တဲ့အခါသောတပတ္တိမက်ညံပေါ်လာတဲ့အခါမှာ သက္ကာယဒိဋ္ဌိဆိုတဲ့အတ္တရဲ့အယူဆွဲတွေကိုလည်းဖယ်ရှားနိုင်တယ်။ယုံမတန်တရားလို့ဆိုတဲ့ဝိသေကိစ္စတွေကိုလည်းဖယ်ရှားနိုင်တယ်။နောက်ပြီးခွေးအကျင့်နွားအကျင့်တွေနဲ့မမှန်ကန်တဲ့အကျင့်တွေကိုကျင့်သုံးခြင်းဖြင့်တန်တရားကလွတ်မြောက်တယ်ဆိုတဲ့မှားရဲနဲ့အတွေးတော်တွေကိုလည်းပဲလွတ်မြောက်နိုင်တယ်။အယူဆတွေကိုလည်းလွတ်မြောက်နိုင်တယ်။ ဆိုလိုတာကတက္ကရာဒိဋ္ဌိဆိုတဲ့တန်ရောစဉ်ဝိသိကိစ္ဆာဆိုတဲ့တန်ရောစဉ်သီလပဒပရမတ္တဆိုတဲ့ဒီတန်ရောစဉ်၃မျိုးသောတာပန်ဖြစ်သွားလို့ရှင်ဖယ်ရှားနိုင်ပါတယ်တဲ့အဲ့ဒီသောတာပတိမဲ့နဲ့ဖယ်ရှားလိုက်နိုင်တဲ့တက္ကရာဒိဋ္ဌိသီလပဒပရမတ္တဝိသိကိစ္ဆာဆိုတဲ့ဒီတန်ရောစဉ်၃မျိုးဟာဒီနေရာမှာဓတနာပဟာတ္တပါသောတာပတိမဲ့နဲ့သာဖယ်ရှားနိုင်တဲ့အရာမျိုးဖြစ်တယ် ဒါဖြင့်သောတပတိမက်ကိုဘလို့ရအောင်လုပ်ရမလဲဆိုရင်နှလုံးသွင်းတိုက်တဲ့တရားကိုနှလုံးသွင်းရမယ်နှလုံးမသွင်းနိုင်တဲ့တရားကိုနှလုံးမသွင်းရဘူးနှလုံးသွင်းနိုင်တဲ့တရားဆိုတာယုံနံဓမ္မကိုတဘာဝတရားကိုတဘာဝတရားတိုင်းနှလုံးသွင်းရမယ်မမြဲတဲ့တရားကိုမမြဲဘူးလို့နှလုံးသွင်းနိုင်ရမယ်ရှင်းရတဲ့တရားကိုရှင်းရတယ်လို့နှလုံးသွင်းနိုင်ရမယ်ကိုမပိုင်နဲ့ကို့အလိုကြမဖြစ်တဲ့ အနတ္တသဘောတရားကိုအနတ္တလို့နှလုံးသွင်းနိုင်ရမယ်။အဲဒီလိုနှလုံးသွင်းနိုင်ခြင်းဟာဝိပဿနာဉာဏ်မြင်ပဲဖြစ်တယ်။အဲဒီလိုဝိပဿနာဉာဏ်မြင်တဲ့ခြင်းကြံကျုပ်ကိုအာထုံမှနိဗ္ဗာန်ကို မြင်ခြင်းလို့ဆိုတဲ့အခုအာသောတရားတွေကိုဖယ်ရှားနိုင်တဲ့သောတပတ္တိမဉ္ဇဉ်ဆိုတာဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်။